ာပါရှင်။ချင်းလင်းချင်းရဲ့တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ။၂025ခုနှစ်ဇွန်လ23ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းစင်တွေကတော့28နှစ်ကြာလက်လွတ်ခဲ့ရဖူးတဲ့ဌာနချုပ်ဟောင်းထီကပလီစခန်းကို KNU ပြန်သိမ်းကြောင်းရေနံချောင်းတွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်သား15ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိကြောင်း မင်းလှမြို့နေဘူးတထောင်ကျေးရွာကိုစစ်တပ်ကမီးတင်ရှူနေပြီးစစ်တပ်အရာရှိကြီးများတိုက်ဆုံခဲ့တဲ့မင်းလှတိုက်ပွဲများကြောင်းမြို့နေအတွင်းသို့စစ်ကောင်စီကအလုံးရင်ဖြင့်စစ်ကြောင်းထိုးလာကြောင်းအမေရိကန်ကပုံကျပြီးနောက်အီရန်နျူကလ িয়ার စစ်ရုံနေရာတွင်ခြံခွက်ရာအစ်စ်များတွေ့ရကြောင်းအီရန်နိုင်ငံခြားရေးဝန်ကြီးကတက်ခဲမှုကြောင့်မပြေဆုံးနိုင်တဲ့ထာဝရအကျိုးဆက်တွေရှိလာမယ် တန်တမန်စီမင်းတွေကိုချိုးဖောက်တယ်လို့ပြောဆိုပြီးနောက်ရုရှားသမ္မတနဲ့တွားရောက်တွေ့ဆုံပြီးဖြစ်ကြောင်းတော့ပေးဖြစ်ပါရဲ့ရှင်နေဆက်ရှင်နှစ်ကြာလက်လွတ်ခဲ့ရဖို့တဲ့ဌာနချုပ်ဟောင်းထီကပလီစခန်းကို KNU ပြန်သိမ်းထားတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ KNU ကရင်အမျိုးသားအစည်းအရုံးဌာနချုပ်အဖြစ်1995ခုနှစ်မှ1999ခုနှစ်အထိ နှစ်နှစ်ကြာအသုံးပြုခဲ့ဖူးတဲ့ဒူပလာယာခရိုင်ထိုင်းမြန်မာနယ်ဆက်ရှိထီးကပလီစခန်းကိုခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့မဟာမိတ်ပူးပေါင်းတပ်များကယမနေ့ဂျွန်လ22ရက်နေ့တွင်ပြန်လည်တင်ပိတ်နိုင်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်လိုက်ပါတယ်။နမေကျော် KNU ဗဟိုဌာနချုပ်ဟောင်းမနေပလောကိုလက်လွတ်ခဲ့ရပြီးနောက်1995ခုနှစ်မေလတွင်တမဟာချုပ် ဒူပလာယာခရိုင်ကိုကရိမြူနေရှိထီးကပလေးစခန်းကို KNU ကဌာနချုပ်အဖြစ်ကြောင်ရွှေ့အသုံးပြုခဲ့တယ်လို့သိရှိရပါတယ်။ဒါနောက်1996ခုနှစ်ဖေဖော်ဝါရီလတွင် နဝတဗမတက်ကဂျူးကျော်တက်ခဲခေရာအဆိုပါဌာနချုပ်ကိုပြန်လည်လက်လွတ်ခဲ့ရပြီးနောက်28နှစ်အကြာယခု2025ခုနှစ်ဇွန်လ22ရက်နေ့တွင် KNLA ဦးဆောင်ပြီးကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO NUG လက်အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်များကတက်ခဲပြန်သိမ်းပိတ်နိုင်ခြင်းဖြစ်တယ်လို့ KNU ဘဟုကတရင်ထုတ်ပြန်ထားပါတယ်။ ထိကပလီစခန်းကိုတော်လှန်ရေးပူပေါင်းတပ်များကလွန်ခဲ့တဲ့ရက်ပိုင်းကလေးကပိတ်ဆို့ထားပြီးတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များအခြေအနေမကောင်းတဲ့အတွက်တချို့စခန်းစွန့်ခွာ time bed ထွက်ပြီးသွားပြီးနောက်ယခုလိုပြန်လေတင်ပိုင်နိုင်ခေချင်းဖြစ်တယ်လို့အခြေအနေကိုသိရှိတဲ့မေပင်တရင်ရင်မိကပြောဆိုခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတပ်ပွဲကို ထိကပလီစခန်းကို KNU လက်အောက်ရှိကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO NUG လက်အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကပူပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်ရန်နံချောင်းတွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်သား15ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မကွေးတိုင်းရေနံချောင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။မေလ28ရက်နေ့ကမကွေးချွေစိတ်တမ88ခလာယ89ခလာယ73မှာစုပေါင်းထားတဲ့အကြံဖက်စစ်တပ်ကကျောက်ပတောင်မြို့နယ်စီပင်ကျူရွာမှပြူစောတိများနဲ့ပူပေါင်းကအင်အား150ခန့်ဖြင့်ရေနံချောင်းမြို့နယ် တာကူကန်ကျေးရွာဖူကူလမ်းမတဆင်ဝင်ရောက်လာကြောင်းအစူပါစစ်တက်စစ်ကြောင်းကိုပြည်သူကကိုရေးတဖွဲ့များကတိုက်ခိုက်ချေမှုန်းခဲ့ရာဂျွန်လ16ရက်နေ့အထိရက်20ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအစူပါစစ်တက်စစ်ကြောင်းကရေနံချောင်းမြုပ်နေလွန်ပင်ရှူကျေးရွာမှအပြစ်မိပြည်သူတို့အင်ဒိုကျေးရွာမှအပြစ်မိပြည်သူတို့တို့ကိုဖမ်းဆီးတပြက်ခေကကန်တာရွာတစ်ကျေးရွာနဲ့လွန်ပင်ရှူကျေးရွာမ တို့မှပြည်သူနေအိမ်15လုံးကိုမိရှုဖြစ်စီသွားခဲ့ကြောင်းရေနံချောင်းမြို့နေပြည်သူကွေတဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ရေနံချောင်းမြို့နေပြည်သူကွေတဖွဲ့မှတာဝန်ရှိသူတို့ကဇွန်လ16ရက်နေ့စစ်တပ်စစ်ကြောင်းကဂုံအိုင်ဖောင်းကွေးလမ်းကနေပြန်ထွက်သွားတာမကွေးအခြေစိတ်တမ88ခလာယာ89ခလာယာ73တက်နဲ့ကျောက်ပတောင်စီပင်ရွာကပြူတွေပေါင်းပြီးဝင်လာလို့တိတ်ပွေးဖြစ်သွားတာပါ။ ်မေလ29ရက်နေ့ကစဝင်တဲ့အချိန်ကစပြီးကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တယ်။ရက်နှစ်စကြာတိုက်ပွဲအတွင်းစစ်ခွေ15ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိပါတယ်လို့ရန်ကုန်ခေတ္တတရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို People's Defense Force ရန်နောင်ယောင် YNGPDF တမမြေ Special Column ရန်န္တာကိုလမ်နဲ့ အင်ဒိုတိုင်နေပါကဖတ်တို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။မင်လာမြို့နေဘူးတထောင်ကျွော်ကိုစစ်တပ်ကမီးတင်ရှုနေပြီးစစ်တပ်အရာရှိကြီးများတီးဆုံခဲ့ကမင်လာတိတ်ပွေများကြောင့်မြို့နေအတွင်းသို့စစ်ကောင်စီကအလုံးအင်းဖြင့်စစ်ကြောင်းထိုးလာတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ အကြံဖက်စစ်ကောင်စီလက်အောက်ခံတပ်များကမင်းလှမြို့နယ်ဘူးတထောင်ကျေးရွာကိုစစ်တပ်ကမိတင်ရှုနေကြောင်းမင်းလှမြို့နယ်မှပြည်သူများနဲ့ဒေသတရင်ချင်းတွေကပြောဆိုထားပါတယ်။ယနေ့ဇွန်လ23ရက်နေ့နာနဲ့9နာရီအချိန်မှာစတင်၍စစ်ကောင်စီတပ်ကပခိုးတိုင်းအနောက်ပိုင်းတာယာဝတီခရိုင်မင်းလှမြို့နယ်ကံကောပင်အုပ်စုဘူးတထောင်ရွာကိုမိတင်ရှုနေခြင်းဖြစ်ကြောင်းအဆိုပါကျေးရွာမှပြည်သူများမှမူထွက်ပြီးတိမ်းရှောင်နေရကြောင်း လက်တလောပြည်သူများဖမ်းဆီးတပြက်ခံရမှုအခြေအနေရှိမရှိမသိရသေးပေစစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်ပြည်သူအများစုထွက်ပြီးတင်းရှောင်နေရကြောင်းသိရှိရပါတယ်မင်းလှမြို့နယ်အခြေစိုက်မင်းလှထက်တဲ့တရင်ရင်မြက်က တိတ်ပွေးဖြစ်တာမရှိဘဲနဲ့စစ်ကြောင်းထိုးလာပြီးတော့မီးတင်ရှူတာပါပြီးသူတွေအများစုကထွက်ပြီးတင်းဆောင်ကြပါမယ်ဖန်စီတစ်ဖက်ခံရတဲ့သူရှိမရှိလဲမသိရသေးဘူးလို့ရန်ကုန်ခေတ်သတင်းဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်ယမနေ့ဇွန်လ22ရက်နေ့ကလေးစစ်တပ်ဦးကိုကငင်ပင်အောင်စုဥတုကျွေးလန့်အစုရွာမှနေအိမ်တစ်လုံးနဲ့ညနေပိုင်းတွင်ရွေးကုန်းရွာထိပ်ရှိ တယောကုံဂျူးတတာအညီမှနေအိမ်နှလုံးတို့ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။အရင်ရက်တွေကလေးကစစ်ကြောင်းထိုးမဲ့တရင်ကြလို့ကန့်ကော်ပင်အုပ်စုမှရှိတဲ့ရွာတွေအလုံးအိမ်ဆောင်လိုလောက်ပဲထားပြီး မီးဆက်ရရွာတွေနဲ့မင်းလာမြို့ပေါ်တင်းရှောင်နေရတာပါ။ဒီမနေ့မနေ့မှာဘူးတထောင်ရွာကိုစစ်တပ်ကမီးဝင်ရှို့လို့ရွာမှာကျန်နေတဲ့အင်ဆောင်တွေလေးပေးလို့ရထွက်ပြေးကြရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။ ဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန်မင်းလှမြို့နေအုတ်တွင်းရွာအရင်ရှိအကျန်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကို တိုးလှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာရင်းတိုက်ပွဲတွင် အကျန်းဖက်စစ်တပ်ဘက်မှတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးစုံမြို့ဝင်အုတ်ဖူမြို့နေစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တေဘူမှုချုံမြင့်ဦးတာယာဝတီခရိုင်ခရိုင်ဒုတိယရဲမှူးကြီး စိုးခိုင်တို့မင်းလှမျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဲ့ဘုံမှုရနိုင်အောင်အပါဝင်စစ်တပ်ဘက်မှ20ဦးထမင်းတည်ဆုံခဲ့ပါရယ်ရင်းကဲ့သို့စစ်တပ်မှအရာရှိကြီးများအပါဝင်တည်ဆုံထိခိုက်မှုများပြားသဖြင့်စစ်ကောင်စီကဂျွန်လ16ရက်နေ့မှစတင်ပြီးမင်းလှမျိုးနဲ့အတွင်သို့စစ်အင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးလာကာကျေးရွာများကိုမိတင်ရှုံးဖို့များဆက်တိုက်လှောက်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါရှင် အမေရိကန်ကဘုံဂျေပီနိုအီရန်နျူကလ িয়ার စိတ်ယုံနေရာတွင်ခြံခွက်ရာအစ်စ်များတွေ့ရတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အီရန်နိုင်ငံဖာဒိုရှိမေအောင်နျူကလ িয়ার တန့်စင်စက်ရုံကိုအမေရိကန်ကဂျွန်လ22ရက်နေ့ညတွင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနှုတ်ဆက်တွဲအခြေအနေများကိုဂျူတုတပ်ပုံတပ်များတွင်တွေ့ရှိရပါတယ်။အမေရိကန်အာကာသနည်းပညာကုမ္ပဏီ Maxar Technologies က ဇွန်လ22ရက်နေ့တွင်ရိုက်ကူးထားတဲ့ဂျီလင်ပြတ်သားတဲ့တပ်ပုံများအရအမေရိကန်လက်နက်များထိုးဖောက်ဝင်ရောက်ခဲ့တဲ့နေရာဖြစ်နိုင်တဲ့ခြံခွက်ရာ6ခုကိုတွေ့ရတဲ့အပြင်တိုက်ခိုက်မှုကြောင့်ဖြစ်ပွားတဲ့မိခုရောင်ဖုံဖုံများနဲ့အပြက်စီများလေးတောင်ဆောင်းတွင်ပြန့်ကျေလက်ရှိတွေကိုတွေ့ရှိရပါတယ်။အဆိုပါနျူကလ িয়ার တန့်စင်စိတ်ယုံကိတော့နှက်ဆိုင်တဲ့မီအောက်အဆုတ်အုံများကိုတိုက်ခိုက်ရတွင်မီအောက်ထိထိုးဖောက်ဝင်ရောက်နိုင်တဲ့ပုံ maxive ordnance Penetrator MOP ကိုဘန်ကာဖြက်ပုံအမျိုးအစားအကြောင်း BBC ကရေးသားဖော်ပြခဲ့ဖူးပါတယ်။ American Pentagon စစ်ဌာနချုပ်က၎င်းရဲ့စစ်စင်ကြီးအတွင်းအစိုးပါပုံများကိုအသုံးပြုခဲ့ကြောင်းမကြသေးမီကအတည်ပြုခဲ့ပါတယ်။ Magazine ထုတ်လန်းရေးဌာနမှဓာတ်ပုံလေလာဆန်းစစ်ရေးအကြီးရန်ပညာရှင်စတုရေးက လက်နဲ့ဝင်ရောက်ခဲ့တဲ့နေရာမှာကြီးမားတဲ့ပောက်ကွေးရာတွေတွေ့ရမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဝင်ပောက်မှာပောက်ကွေးဖို့ဒီဇိုင်းထုတ်ထားတာမဟုတ်ပဲအဆောက်အုံသေးကိုနက်နက်ဆိုင်ဆိုင်ထွန်းဖောက်ဝင်ရောက်ဖောက်ခွေးဖို့ဒီဇိုင်းထုတ်ထားတာဖြစ်လို့ပါလို့ BBC တို့အတည်ပြုပြောကြားခဲ့ပါတယ်။တခြားနေရာနှစ်ခုကိုပန်ကာခွေးပုံ၃လုံးကြေးချခဲ့ပုံရကြောင်းနဲ့မေပင်ပေါ်ရှိမြို့ခူးရောင်များမှာပောက်ကွေးမှုကြောင့်ကွန်ကရစ်အပြည့်စီများ လွန်ထွက်ထားဒီကိုကြာတာနေပုံရကြောင်းလေးဆက်လက်ပြောဆိုထားပါတယ်။လိုင်ခေါင်းဝင်ပေါက်များမှာပိတ်ဆို့သွားပုံရကြောင်းလေးစတူရီကပြောကြားခဲ့ပါတယ်။၎င်းတို့အနည်းတွင်ခြံခွင့်များပုံကြရာများမတွေ့ရသောကြောင့်ဝင်ပေါက်များအားလေးချောင်းမှပြင့်မှတ်ထားတိုက်ခိုက်ခံရခြင်းကိုရှုံချရန်အီရန်ကဂျူပန်ခေချင်းဖြစ်နိုင်တယ်လို့ဆိုပါရယ်တိုက်ခိုက်မှုများကြောင့်နျူကလ িয়ার ဆက်ရုံပျက်စီးမှုအတိုင်းအတာကိုတေချာမသိရသေးပါဘူး တိုက်ခိုက်မှုဖြစ်ခါနီးရပ်ပိုင်းတွင်အီရန်ဟာဂျင်းတုတ်တိုက်ခိုက်လာနိုင်မယ်လို့ဂျူတင်တွက်ဆထားပုံရကြောင်းသိရှိရပါရရှင်။အီရန်နိုင်ငံခြားရေးဝန်ကြီးကတိုက်ခိုက်မှုကြောင့်မပြီးဆုံးနိုင်တဲ့ထောက်ရအကျိုးဆက်တွေရှိလာမယ်။တန်တမန်စီးမင်းတွေကိုချိုးဖောက်တယ်လို့ပြောဆိုပြီးနောက်ရုရှားသမ္မတနဲ့တွေ့ရောက်တွေးဆုံမိဖြစ်တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ အမေရိကန်ရဲ့တိုက်ခိုက်မှုအပေါ်တန်တမန်စည်းမျဉ်းတွေကိုချိုးဖောက်တယ်လို့အီရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်အရက်ချီကပြောဆိုလိုက်ပါတယ်။အမေရိကန်လာရောက်တိုက်ခိုက်ပြီးနောက်အီရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်အရက်ချီဟာရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့တွားရောက်တွေ့ဆုံဖို့အတွက်ရုရှားနိုင်ငံကိုတွားရောက်ခဲ့တယ်လို့သိရှိရပါတယ်။အီရန်နျူကလ িয়ার နေရာသုံးခုကိုအမေရိကန်ကပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနိုင်ငံပိုင်းအကြောင်းမှာတီဟီရန်နဲ့ မော်စကိုကြားမဟာဗျူဟာမြောက်မိတ်ဖက်စစ်ဆင်ရေးကို အလေးပေးပြောဆိုခဲ့ပါတယ်။အီရန်နဲ့ရုရှားကြားကမဟာဗျူဟာမြောက်မိတ်ဖက်စစ်ဆင်ရေးကိုအရက်ချီကအလေးပေးပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုအပေါ်ရှုတ်ချလိုက်ပြီးဒီတိုက်ခိုက်မှုကြောင့်မပြီးဆုံးနိုင်တဲ့ထောက်ရအကျိုးဆက်တွေရှိလာမယ်လို့အီရန်နိုင်ငံခြားရေးဝန်ကြီးအဘက်စ်အရက်ချီက X လူမှုကွန်ရက်မှာတတိပေးပြောဆိုလိုက်ပါတယ်။ အီရန်ရဲ့ငင်းချက်တဲ့နျူကလ িয়ার အစီအစဉ်တွေကိုတိုက်ခိုက်တာဟာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အမေရိကန်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အမေရိကန်အနေနဲ့ကုလသမဂ္ဂဗတိငင်စာတမ်းနိုင်ငံတကာဥပဒေတွေနဲ့နျူကလ িয়ার လက်နက်မပြန့်ပွားရေးဆိုင်ရာသဘောတူစာချုပ်တွေကိုပြင်းပြင်းထန်ထန်ချိုးဖောက်တာဖြစ်တယ်လို့အရက်ချီကသတင်းစာရှင်းလင်းပွဲတွင်ဖော်ပြထားပါတယ်။တူရကီနိုင်ငံမှာသတင်းထုတ်တွေနဲ့တွေ့ဆုံစဉ် ကျွန်တော်တို့အချင်းချင်းအမေတိုင်ပြင်ပြီးကျွန်တော်တို့ရဲ့ရထူးတွေကိုနှိမ့်နိုင်နေပါတယ်လို့သတင်းထုတ်တွေကိုပြောဆိုလိုက်ပါတယ်။ရုရှားဟာအီရန်ရဲ့ယင်းနှိမ့်တဲ့မဟာမိတ်ဖြစ်ပြီးတီဟီရန်ကမော်စကိုကိုယူကရိန်းကိုတိုက်ခိုက်ဖို့အတွက်စစ်ပဆိုင်ရာ drone တွေထုတ်ပတ်ပေးခဲ့ပြီးရုရှားဘက်ကအယက်ဘက်သုံး new swan အားထုတ်လုပ်မှုအတွက်ကူညီပေးနေတာဖြစ်ပါတယ်။ Israel ဟာဂျွန်လ7ရက်နေ့ကစပြီးအီရန်ရဲ့ နျူကလ িয়ার နေရာတွေနဲ့စစ်ရေးအကြီးကကြားတဲ့နေရာတွေကိုတိုက်ခိုက်ပြီးအမေရိကန်ကဂျွန်လ22ရက်နေ့မှာညိုဆက်ယုံသုံးနေရာကိုတိုက်ခိုက်ပြီးစစ်ပွဲထေပဝင်လာတယ်လို့ဒီထူးလေရင်ကိုအစ္စရေးတို့ပူဆောင်ထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။အီရန်အနေနဲ့မီမီတိုရဲ့အချုပ်အခြာအာဏာအကျိုးစီးပွားနဲ့ဗီဒူတွေကိုခုခံကာကွယ်ဖို့ရွေးချယ်စရာတွေအကုန်ဂိုင်းထားခွင့်ရှိတယ်လို့ဆိုပါတယ်။အီရန်ကောင်ဆောင်အယာတိုလာ အလီကမနိုင်ကလည်းဘေကင်းရာပုံနေရာကနေတဆုံတရာဖြစ်လာပါက သူ့ရာထူကိုစက်ခံဖို့အတွက်နောက်တက်ကောင်းဆောင်၃ဦးကို ရွေးချယ်ထားတယ်လို့သိရှိရပါတယ်။အီရန်ထိတ်တန်ဘတ်တိုင်ကောင်းဆောင်အာယာတိုလာ အလီခါမီနီကတော့အမေရိကန်ရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့လက်ရှိချိန်ထိတဆုံတရာတုံ့ပြန်ကြိုးဆိုခြင်းမရှိသေးကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တလောင်းနဲ့ပဲရင်လာသွားပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကြမှာရှင်လန်ပြီးပေးရန်ခတ်တင်ကင်ဝေးနိုင်ကြပါစေရှင်။